20ကျော်သွားပြီဆိုရင်ဒီတဘာဝတောက်စရာလေးကိုတစ်ခွက်တောက်ကြည့်ပါ တင့်ဇနီးဒီတင့်ကိုတသက်လုံးကိုချစ်လာမှာဖြစ်တယ်လို့မိမတွေအတွက်လည်းတင့်ယောက်ျားကိုကိုချစ်လာပါလိမ့်မယ်ဒီအိမ်လှုပ်ဆွမ်းအပြင်အယောနှောဟာယောက်ျားတွေရဲ့ကျန်းမာရေးနဲ့ခွန်အားအတွက်အကျိုးကျေးဇူးများစွာနဲ့ပြည့်နေပြီးပအဝင်ပစ္စည်းတွေကလည်းတင့်အိမ်ထဲမှာရှိပြီးသားပါ အားလုံးမင်္ဂလာပါ KZTV သဘောဝစေးနီလေးကနေစေးနီတွေနဲ့ဇလန်းလေးတွေပါပြောပြတင်ဆက်ပေးနေလို့ကူညီအားပေးကြပါအောင်တော့ like follow share လေးနဲ့အားပေးပါသဘောကြရင် comment မှာ OK လေးပြောပြပေးပါအောင်ရှင်ကျေးဇူးပါကဲအိမ်အောင်ရေဒုက္ခပြေဝစေပြီးအာရင်တိုးွားစေတဲ့စေနီလေးမှတ်ထားကြနော် ပထမဆုံးတံပရာသီးနှလုံးကိုလှီးပါတံပရာသီးမှာဗီတာမင်စီကျွယ်ဝပြီးကိုခံအားစနစ်ကိုမြင့်တင်ပေးကအနာကျက်မြန်စေပြီးကောလာဂျင်ထုတ်လုပ်မှုကိုအားပေးစေပါတယ်ဒုတိယအနေနဲ့ကျက်သွုံဖြူညွာလေးခွက်ကိုထက်ချန်းခွဲပါကျက်သွုံဖြူဟာဘက်တီးရီးယားပိုးမွှားတွေကိုတိုက်ဖြတ်နိုင်စွမ်းရှိပြီးရောင်ရမ်းမှုကို ချော့ချကာသွေးလွှတ်ကြောတွေကိုတန်ကာနှုတ်ပြကျန်းမာစေပါတယ် အခုဂျင်းနှစ်ဆက်ဂရန်ကိုအခွန်နွားပြီးစိတ်ထဲပါဂျင်းဟာစွားအပြင်းနဲ့အရာပါလင်းကသွေးလဲပတ်မှုကိုကောင်းမွန်စေပြီးစိတ်ဖြစ်စည်းမှုကိုလျှော့ချပေးကာစွမ်းရင်ကိုတိုးမြင့်ပေးပါတယ်ပြီးတော့ဂျင်းထဲမှာဂျင်ဂျီရောလို့ခေါ်တဲ့အန်အိုးစရာဓာတ်တမျိုးပါဝင်ပါတယ်ဟုတ်ပါတယ်ဒါကသိပ္ပံအခေါ်အရအမှန်တကယ်ရှိတဲ့ဓာတ်ပါတင်တိထားမိခဲ့ရင်အောက်ကကောမန့်မှာရေးခဲ့ပါကြီးစုနေတယ်ဆိုတာတင်ဆက်သူအင်အားဖြစ်စေအောင်တက်တည်ပြပါ ဒီပါဝင်ပစ္စည်းအလုံးကိုရေလီတာဝက်နဲ့အိုးရဲထဲကမိနစ်အနည်းငယ်ကြာကြိုချက်ပါပြီးရင်စကားနဲ့စစ်ယူပါသဘာဝပြားရည်တစွန်းထည့်ပြီးထူးပေးတဲ့အချိန်ဆန္ဒရှိတဲ့ပချိန်တနာရီလိုမှတစ်ခွက်တောက်ပါ ဒီတောက်เสียဟာတဘာဝအတိုင်းဆွဲရှိမှုကိုမြင့်တင်ပေးပြီးကိုခံအားကိုမြင့်တင်ကအရွယ်မတိုင်မီပုံမင်းမှုကိုတိုက်ဖြတ်ပေးနိုင်တယ်လို့ဆိုပါတယ်ဒီဗီဒီယိုကိုတင်ထားပြီးဒီဆေးလုံးဒီအတိုင်းစမ်းကြည့်ကရှယ်လေးနဲ့ကုသိုလ်ယူပါခြင်းကြီးရောစမ်းတက်မှုကိုစမ်းတက်ဖို့တင်အခုပဲစလိုက်တော့เนาะ